ခုဆက်လက်ပြီးနောက်ဆုံးရရှိတဲ့လေယာစီးပွားသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အစ်စ်ပြဋ္ဌာန်းလိုက်တဲ့2019ပြည်ထောင်စုအခွန်ဥပဒေမှာဆက်မှုလေယာအငှားလိုက်ဝန်ဆောင်မှုလုပ်ငန်းတွေကိုကုန်သွယ်လုပ်ငန်းကကင်းလွတ်ခွင့်ပေးလိုက်တဲ့အတွက်စက္ကရိယာငှားရမ်းကတွေကိုရှော့ချပေးနိုင်တော့မယ်လို့စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနကသတင်းရရှိပါတယ်။အရင်ကကုန်သွယ်လုပ်ငန်းကွန်ပေးနေရတဲ့အတွက် လေယာသုံးစက္ကရိယာတွေကိုငှားယူသုံးဆွဲတဲ့တောင်သူလေသမားတွေအနေနဲ့ကုံသွဲကွန်9ရွာခိုင်နှုန်းပေးနေရတဲ့အခြေအနေဖြစ်နေတယ်လို့လက်ထောက်အတွင်းဝင်ဦးမျိုးတင့်ထွန်းကပြောပါတယ်။လက်တလုံးမှာတော့အစိုးရကနေမြန်မာတနိုင်ငံလုံးမှာလေယာသုံးစက္ကရိယာဝန်ဆောင်မှုစခန်းပေါင်း138ခုဖွင့်လှစ်ထားတဲ့အပြင်မြန်မာနိုင်ငံစံစဘာအသင်းချုပ်ကလည်း AR တိုင်းရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာလေယာသုံးစက္ကရိယာဝန်ဆောင်မှုစခန်းတွေဖွင့်ထားတယ်လို့လည်းသိရပါတယ်ရှင်။ ဈေးကွက်ထဲမှာရောင်းချမဲ့တားတရဲတိရစ္ဆာန်တွေရဲ့အရေးသွေးကိုစစ်ဆေးရမှာပုံမတိကျတဲ့အဖြေတွေရစေဖို့အမေရိကန်ပညာရှင်တွေကနည်းပညာသင်တန်းတွေပို့ချပေးသွားမယ်လို့မြမလေယာနဲ့မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက်အကူအညီပေးနေတဲ့ Winrod International သတင်းရရရှိပါတယ်ရှင်။တတ်သက်ယုံတွေကအသားတွေကိုစစ်ဆေးမှုပြုလုပ်တဲ့ဆရာဝန်တွေအပါအဝင်အစားအသောက်ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေကိုပါသင်ကြားပေးသွားမှာလည်းဖြစ်တယ်လို့ Winrod International ကဆက်ဆံရေးတာဝန်ခံဒေါက်တာသက်ခိုင်ကပြောပါဗျ။အဲ့ဒီသင်တန်းကိုအခု match လ16ကနေ17ရက်နေ့အထိမြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှပြုလုပ်သွားမှာဖြစ်ပြီးတိရစ္ဆာန်၁ခုဆရာဝန်တွေအသားထုတ်လုပ်သူတွေနဲ့အစားအသောက်ဘေးကင်းလုံခြုံရေးစောင့်ရနေသူတွေတက်ရောက်တင်တယ်လို့လည်းဆိုထားပါဗျရှင်။တောင်သူတွေနဲ့လေယာလုပ်ငန်းရှင်တွေအကျိုးတူလေယာစိုက်ပျိုးရေးစနစ်နဲ့ပူးပေါင်းလုပ်ကိုင်ရမှာစနစ်တကျလုပ်ကိုင်နိုင်မှုအတွက်တိကျတဲ့ဥပဒေမူပေါင်းတွေကိုအခုနှစ်အတွက်ပြဋ္ဌာန်းသွားနိုင်မယ်လို့စီစဉ်နေပါဗျ။ ဒီသတင်းကိုတော့လေယာစိုက်ပျိုးရေးသတင်း agency AMIA ကသတင်းတော့ဖြိုးလွင်အောင်ကပေးပို့ထားတာလည်းဖြစ်ပါရဲ့ရှင်။တောင်သူတွေနဲ့လေယာလုံငန်းရှင်တွေအကျိုးတူလေယာစိုက်ပျိုးရေးစနစ်နဲ့ပူးပေါင်းလုပ်ကိုင်ရမှာစနစ်တကျလုပ်ကိုင်နိုင်ဖို့အတွက်တည်ကြတဲ့ဥပဒေမူပေါင်းတွေကိုယခုနှစ်အတွင်းမှာပြဋ္ဌာန်းသွားနိုင်ဖို့စီစဉ်နေတယ်လို့မြန်မာနိုင်ငံဆက်သမားအင်ချုပ်ကသတင်းရရှိပါရယ်။အဲ့ဒီဥပဒေမူပေါင်းကိုစိုက်ပျိုးရေးဝန်ကြီးဌာနဗန္ဓာရေးဝန်ကြီးဌာနရှင်းနေကြုံရုံးအပါအဝင်စိုက်ပျိုးရေးအသင်းအဖွဲ့တွေနဲ့တိုင်ပင်ရေးဆွဲနေတာဖြစ်ပြီးဥပဒေမူကြမ်းတတိယအဆင့်ထိပြီးစီးနေပြီလို့ မြန်မာနိုင်ငံစံတပါအတင်းချုပ်ထွေထွေအတွင်းရေးမှူးဦးရဲမြောင်ကပြောပါတယ်အဲ့တော့ကျွန်တော်တို့အရင်တုန်းကဒီ contract layer စနစ်ဆိုတာကျွန်တော်တို့ကရခင်နှုံးရတယ်ကျွန်တော်တို့လုပ်ခဲ့တဲ့အနေအထားရှိတယ်ဒါပေမဲ့နီးစနစ်မကြပုံသဏ္ဍာန်အမျိုးမျိုးနဲ့လုပ်နေတယ်ဥပဒေ new ဥပဒေနဲ့ကာကွယ်ပေးထားတာမရှိတဲ့အတွက်တချို့နေရာတွေမှာတောင်းသူတွေအများကြီးနစ်နာပြီးတော့နောက်ဆုံးဒီ contract farming လုပ်နေပုံစံနဲ့ဆက်ဆက်ပြီးတော့လေသိန်းတာလို့ရာသိန်းတာလို့ဒီလိုမျိုး မြေယာအငင်းပွားတဲ့ကိစ္စတွေငွေကြေးအငင်းပွားတဲ့ကိစ္စတွေဖြစ်တာတွေတွေ့ရတဲ့အတွက်တောင်ကူတွေနစ်နာတာတွေလည်းတွေ့ရတယ်။နောက်တချို့နေရာတွေမှာလည်းခုနပြောသလိုအဲတောင်ကူတွေနေဘက်ကနေပြီးတော့ပြက်ပွက်မှုတွေကြောင့်လုပ်ငန်းရှင်တွေထိခိုက်နေတာတဲ့အပိုင်းတွေတွေ့ရတယ်။အဲ့တော့ရေရှည်ဆက်ပြီးတော့သွားဖို့ဆိုရင် တောင်ကူတွေလည်းမနစ်နာဖို့လည်းလိုအပ်တယ်လို့လုပ်ငန်းရှင်တွေဘက်ကလည်းယုံကြည်မှုရှိဖို့လိုအပ်တယ်နော်။အဲ့ဒီဟာကို new breed ဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ဥပဒေ ရေးရအကြံပေးနိုင်မှုတွေပြီးတော့သူရှင်းနေကြုံရုံးမှာဖိတ်ကြားပြီးတော့ဒါပါဝင်ပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်။လက်ရှိပုဂ္ဂလိကစိုက်ပျိုးရေးကုမ္ပဏီတွေနဲ့တောင်သူတွေနှစ်ဦးသဘောတူအကျိုးတူပူးပေါင်းလုပ်ကြရမှာဥပဒေမူပေါင်းတွေမရှိတဲ့အတွက်တောင်သူဘက်ကစာချုပ်ပါဂရီတွေကိုဖောက်ပြတ်တာရှိတယ်လို့ကုမ္ပဏီတွေဘက်ကလည်းတောင်သူတွေအပေါ်မှာခေါင်းပုံဖြတ်တာတွေရှိနေတယ်လို့မြန်မာနိုင်ငံစံတဘာအသင်းချုပ်ကဆိုပါတယ်။ဒီဒီလိုဟိုအမျိုးမျိုးသော control layer စနစ်တွေလောက်ခဲ့ကြတယ်။အောင်မြင်တာရှိတယ်မအောင်မြင်တာရှိတယ်။မအောင်မြင်တာရှိတယ်။သို့သော control layer စနစ်တွေလုံးတဲ့ ဘယ်လိုပဲလုပ်လို့နံပါတ်၁လေသမားဒီတစ္ဆာရှိရမယ်ယူသားနံပါတ်၂လုံမဲ့အေဂျင်စီအဖွဲ့အစည်းကုမ္ပဏီနိုင်ငံခြားပြည်တွင်းပြည်ပအဖွဲ့အစည်းအားလုံးကခရီးတည်ရအဲ့ဒါပဲအဲ့ဒီနှစ်ချက်ကြီးဖြစ်တာပဲအခုလောလောဆယ်အိုင်ဂီကိုနေ့ကတိုက်ကြီးကိုတော့တိုက်ကြီးမှာတာကုမ္ပဏီရဲ့ကန်ဖာဖိုင်မင်းလုပ်တယ်တကန်ဖာဖိုင်မင်းလုပ်တယ်လုပ်တယ်ဆိုတော့သူကအေဂျင်စီဥစားတော့ပတ်မိုးပြီးတော့ပေါ့မျိုးစေးတော့ပေါ့လေသမားဆိုင်ပြီးရင်ဒီဟာကိုသူကဘလောက်ဈေးနှုန်းနဲ့ ြောင်းဝယ်မယ်ဆိုပြီးတော့လေသမားနဲ့သူနဲ့ contract ချုပ်တယ်အကုန်လုံးစိုက်ပြူရိတ်သိမ်းပြီလေသမားနဲ့စပပုံနဲ့ဆောင်တယ်ကုန်ပြက်လာမဝယ်အဲ့တော့ဗါလေခုနလေသမားဘက်ကတစ္ဆာရှိနေလို့လေယူဇာနဲ့လည်းရောင်းမှုဆောင်နေတယ်သူတို့နဲ့ချုပ်ထားတဲ့ဈေးနဲ့ကုန်ပြက်လာဂရီမတီးအဲ့တော့လေသမားအဲ့လိုပဲအဲ့ဒီလေသမား contract ဖမ်းပြီးဆိုကြော်ရနေတော့ကြော်စိတ်နေတော့ကြော်ရတာမို့ကြော်စိတ်နေ အချို့လူလေယာစိုက်ပျိုးရေးစနစ်ကိုပူးပေါင်းလုပ်ကြရမှာလေယာပိုင်ဆိုင်မှုရှိတဲ့တောင်သူတွေအတွက်လိုအပ်တဲ့မျိုးစဘာထက်မြေဩဇာပိုးသက်စေအပါဝင်စက္ကရိယနည်းပညာတွေကိုကုမ္ပဏီတွေဘက်ကထောက်ပံ့ပေးရပြီးတော့စဘာထွက်ချိန်မှာကုမ္ပဏီတွေဘက်ကသတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်းပြန်လည်ရောင်းချရတာဖြစ်ပါတယ်ကျွန်တော်ဖြိုးလင်းအောင်သတင်းပေးပို့ထားတာပါဒီနေ့မှာပြောင်းလဲနေတဲ့သီးနှံဈေးနှုန်းတွေကို AMIA ကစူးစီးတင်ဆက်ပေးသွားမှာပါ ေတဲ့သီးနှံဈေးနှုန်းတွေကို AMI ကစူးစီးတင်ပြပေးသွားမှာပါ။ဘရင်နောင်ကုန်စည်တိုင်းမှာတော့ပြည်ပကိုအဓိကတင်မို့နေတဲ့မပဲကဒီနေ့မှာတဒံကိုငွေချက်4200ဈေးတက်လာပြီးတော့ဒီနေ့ပေါက်ဈေးက73300ဈေးရှိပါတယ်။ပဲသိန်းကုန်ကတော့ဒီနေ့ပေါက်ဈေးက9300 6000ပေါက်ဈေးရှိနေပြီးတော့တဒံကိုငွေချက်11000ဈေးတက်လာပါတယ်။ ကလဘဲလုံးကလည်းတပိတ်တာကိုငွေကျက်2000ပေါက်ဈေးရှိနေပြီးတော့ငွေကျက်150ဈေးတက်လာပါတယ်။ကျက်သွန်ကြီးကလည်းတပိတ်တာကို90ကျက်တက်လာပြီးတော့ဒီနေ့ပေါက်ဈေးက1200ရှိပါတယ်။မန္တလေးကုန်စည်တိုင်းမှာပဲပုတ်ပမာကတအိတ်ကိုငွေကျက်9000ဈေးတက်လာပြီးတော့လက်တလောပေါက်ဈေးကငွေကျက်6500ရှိပါတယ်။ ဆောင်းစီသေးကတော့ဇက်တိုက်ကိုကြာဆင်းနေပြီးတော့ဒီနေ့မှငွေကျပ်30ကြာဆင်းသွားပါတယ်ဒီနေ့ပေါက်သေးကတော့ငွေကျပ်1900ရှိပါတယ်ပခောက်ခုကုန်စီတိုင်းမှာတော့မကြီးတောင်ဟာနေ့စဉ်ဇက်တိုက်ကိုအတက်သေးနဲ့ရှိနေပြီးတော့ဒီနေ့မှငွေကျပ်130ဈေးတက်လာပါတယ်ဒီနေ့ပေါက်သေးကတော့ငွေကျပ်1920ရှိပါတယ် မူဆဲကုံစီတိုင်းမှာတရုတ်ကိုအဓိကတင်မို့နေတဲ့ရွှေသခွားကတဒံကိုငွေကျပ်9600အထိဈေးကျဆင်းသွားပြီးတော့ဒီနေ့ပေါက်ဈေးက63400ရှိပါတယ်။အခုဖော်ပြထားတဲ့ဈေးနှုန်းတွေဟာအချိန်နဲ့မျှပြောင်းလဲမှုတွေရှိနေပါတယ်။ကျွန်မဝီယူပါ